Ghost River Channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ထုံးလင်းတင်ဆက်ပေးချင်တာကတော့စာရေးဆရာဆရာမောင်ညိုမိုင်းတန်လင်းရေးသားထားတဲ့ရုပ်ကစိုးပြီးတဲ့ရွှေဦးဆိုတဲ့ဇေဝင်စားဝရဇလန်းစာဆောင်ကိုထုံးလင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ Subscribe Like and Share ခေါင်းလုံးလေးနဲ့ပြီးတော့အားပေးကြကြပါအောင်ရှင်။ကျေးဇူးများကြီးတင်ပါတယ်။ဒါဆိုရင်တော့ဆက်လိုက်ပါပြီ။ကျွန်မကတော့ခိုင်ပါရှင်။ဖိုးတော်ဆိုတဲ့ကောင်ကမိုးမခရွာကြီးမှာလူပေလူရောပြမိုးလင်းပြီဆိုရင်အရက်ဆိုင်ဓမ္မမဟုတ်ထရေဆိုင်ကိုအရောက်သွားမယ်။ အိတ်ကထဲမှာရှိတဲ့ပတ်စံနဲ့အရက်တောင်းမယ်မဝသေးဘူးဆိုရင်အမှုမပေါက်သေးဘူးဆိုရင်ရွှေဘောတို့အောင်ခါကြီးတို့ကြီးမောင်တို့အမှုသမားအုပ်စုကိုလိုက်ရှာကတိမှုနဲ့လုပ်မယ်ဂျိုင်းတိုင်းတိုင်းစင်ကိုရောက်ပြီးဆိုရင်ပြီးတော့သာကံမောင်ရုံးမှာရေလာခတ်တဲ့ရွာစုံကမိမချောလေးတွေကိုရှီးတက်တက်သွားလို့တဲသူအခမ်းမတဲ့လို့ကျေးရွာဥက္ကဋ္ဌနဲ့ယာအိမ်မှုစေအိမ်မှုတွေရောက်လာပြီးတော့မြင်ခဲ့ပြီဆိုရင်ဥက္ကဋ္ဌကြီးနေကောင်းပါလားခမမင်းတို့မိန်းကလေးတွေရေခတ်တဲ့နေရာဘာလာလောက်တာလဲဟေးဟိုအင်း ကန်ကန်ထဲမှာအဲလီအိုဟိုမိချောင်းပေါ်တယ်ကြလို့အဲအဲ့ဒါဟိုဟိုဟိုဖို့တော့ခမညာမင်းတို့ကြောင့်ငါမသိဘူးမှတ်လို့လားကွာဟာဥက္ကဋ္ဌကြီးကလည်းဗျာမိချောင်းပေါ်သွားအခုမြန်မြန်ထွက်သွားမသွားရင်မင်းတို့အားလုံးမင်းကလေးတွေကိုကာအင်ဒရီပြအောင်နှောက်ရှက်မှုနဲ့ထိတ်တန့်ခတ်ပြမယ်ဥဥဥဥဥက္ကဋ္ဌဟဲ့ကမသွားသေးဘူးလားရှားအိမ်မူကိုလက်တီးကသူ့ရဲ့နာမည်ကျော်ညာလက်တီးကိုမြှောက်ပြလိုက်ပြီးတော့ရွှဲလိုက်တော့မှာ ဖို့တော်တော်အုပ်စုအလုံးပြီးတော့သာကံမောင်ရိုးပေါ်နေပြေးကြပါလေရောရှားအိမ်မှုကိုတန်လက်တီးရလေလက်တန်ပြောင်ရမှာနာမည်ကြီးတဲ့သူပဲသူ့ရဲ့ညာလက်တီးတစ်ချမ်းမိပြီဆိုရင်မေယိုကျိုးရင်ကျိုးဒါမှမဟုတ်ရင်ရှေးသွားလေးကြောင့်မြေကြီးပေါ်ခပါလေရောဖို့တော်တို့ဇိုးပုံနှောက်ရက်ပုံဟာကန်းကုန်နေတရောဝသူ့ဖေဆုံးနေရွာထုံးဆိုင်ဟာခုနှစ်ရက်ဒါမှမဟုတ်ကိုရထားပြီးတော့တချို့လေးရှိတာအဲ့ဒါကိုရက်ရှည်ထားမှမလို့အလောက်ရွာထဲမှာလည်းမထားကြဘူးရွာပြန်တုတ်တန်မှာပဲဆင်ထိုးပြီးတော့အကောင့်တင်လေးရှိကြတယ် ရရှိထားတဲ့မူလရည်ရွယ်ချက်ကရဝေးရအမျိုးဆွေမျိုးတွေကိုစောင့်နေတဲ့ဘောဆွေစုံမျိုးစုံနဲ့အငိုးမြန်မြိုင်တဲ့အလောင်းကိုစီကားတိုက်မြိုက်စွာတကြိုတဲ့ဘောပြီးရင်ရွာတလေတိုင်းဖဲဝိုင်းခင်ရတာပေါ့လေရွာအကထလည်းနားလည်မှုရှိပါတယ်ရန်တော့မဖြစ်နဲ့အေးအေးလူလူကစားကြရန်ဖြစ်ရင်မတာရှင်အင်ရှင်ကိုရဲစခန်းပို့မယ်ရန်ဖြစ်တဲ့သူအချုပ်ထဲကိုရောက်မယ်ဒလိုအာမခံပေးတဲ့ရွာမတာဖဲဝိုင်းဆိုတာလူသိတဲ့အတိုင်းပါပဲဖဲသမားနေကြသမားပဲသမား လဲသမားတွေဓာရီများတာမလို့ငွေရှင်နဲ့ကုငွေမပေါင်းအကောက်ရတဲ့ငွေနဲ့မတာရှင်တနစ်တလအလုံးမလုံးပဲထိုင်စားလို့ရတယ်အခုဖိုတော့အဖေကိုပိုက်ဘူးလူကြီးယောဂာနဲ့တည်ပြီးကိုရထားရမယ်လို့ဖိုတော့ကပြောတယ်ထားပေါ့အဲ့ဒါလောင်းကိုထုံးစံတိုင်းရွာသိန်းချိုင်းမှာဆင်တိုးပေးထားတယ်အဲ့ဒီမှာဆင်ရနေနေတာဒါနဲ့ဘာကြီးကြောင့်ဆင်ရပြောပါလျောဖိုတော့ခစောင်းတတာလောက်ပါကွာအဖေကအောက်ကိုခုံမစင်းနိုင်ပါဘူးဘာကြီးရအဲ့ဒါသာကြည့်ပြောပုံက ဒါနဲ့ဒလုံငမူးငယူရှေးထုံးစံနားမလဲလက်မခံတဲ့လူစားမျိုးပြောနေလဲအပေါ်ပါပဲဆိုပြီးထပ်ပြီးတော့မပြောကြတော့ဖိုတော်ဖေးအာသူပါနေရောညရောစီးပါဗျာအပေါင်းတင်းဆုံးတော့ဖဲဝိုင်းကချိန်ချိန်တက်သေးပဲတနေ့နဲ့တညရတဲ့အကောင်နဲ့ရောသလားဖိုတော်လိုရွှေဘော်လိုအောင်ခါကြီးတို့ဆိုတာအရက်ကို၄000တန်ပုံးနဲ့တဲပြီးတော့တောက်ကြတာဖဲလာကစားတဲ့သူတွေကိုထမင်းမှချက်ကျွေးလိုက်သေးရဲ့အဲ့ချင်ရင်ကောက်ရိုးဖြန့်ခင်းပေးပြီးတော့ဆောင်းမှာခြုံပေးလိုက်သေးရဲ့လေအဲ့ဒီမှာ ရွာသိန်းချိုင်းကသူ့အဖေလောင်းပေါ်စမိန်စာထုတ်သွားပို့ပေးရတာကသူ့အမေဒေါငတ်ကြီးဒေါငတ်ကြီးကစမိန်စာပကံနဲ့တောက်ရည်လေးခေါင်းပေါ်တင်ပြီးချွဲချွဲပြပြငိုလေးရှိတယ်။ငိုလိုဝပြီးတော့ပြန်ကန်နေကြရင်အခေါင်းပုံးလေးကိုလှမ်းအပ်လို့တေသူလင်သားမျက်နှာကိုညက်ရည်လေးရွှဲနေငုံကြည့်ပြီးသွားတော့မယ်ကိုပိုက်ပူရေကျမတို့သားမီးကိုလည်းရှင်ဘဲဘွားရောက်ရောက်လိုက်ပြီးတော့စောင့်ရှောက်ပါအောင်နော်။အဲ့လိုပြောခဲ့လေးရှိတာပြီးတော့နဘေးနန်တီကိုလှည့်ကြည့်တယ်။ဘသူမှမရှိရင်ပြောလိုက်ပြန်ရော။ ကျမရှင်အမြဲတမ်းချက်နေတော့မှာပဲကိုပိုက်ပူအဲ့လိုပြောတာဒလုံးနဲ့၃ရက်နေလို့အပုံနဲ့လဲထွက်လာရောသူ့လင်ကိုပိုက်ပူအလားမော်စားစရာဟင်းထမဲလားမတင်တော့သူ့မှာဝမ်းကွဲကိုဇော်ဖီကိုတွားတင်ခိုင်းနေဇော်ဖီကလည်းအလကားတွားမတင်ဘူးတေသူရောက်ဖားရဲ့ရှင်ချန်ရဲ့ကြီးအမမငတ်ကိုချစ်ခင်တယောစင်ကြီးလို့တနေ့ကိုအရက်တလုံးဖို့ပေးမှစမိန်စာတွားတင်ပေးတာဖဲဝိုင်းကလည်းရလိုက်တဲ့အကောင့်နဲ့ခொနည်းရမြောက်တဲ့နေ့မှာတိမ့်နဲ့ချီပြီးတော့ရနေပြီတာမီနီယာဝမ်းသာလို့ပေါ့ဒေါငယ်ကြီးကလည်း ။သွားလေသူတူလင်ကိုခုံးချင်နေ။အော်တေရာတော်မကျမတို့လှုပ်ကျွေးနေတော့မလားကိုပိုက်ပူရဲ့။ဒလုံးဆိုပြီးခုနှစ်တန်းချီဟစ်ပြီးတော့ငူတာ။ဒါပေမဲ့မျက်ရည်တစက်မထွက်ဘူးနော်။ဖိုးတော့ကလည်းအဖေရေနှစ်သိန်းလောက်ကြအောင်မပါအဖေရဲ့။တလားပြင်ကြကြနနာဆွန့်ချွေးကြလို့ပါ။ဒလုံးအော်ပြလိုက်သေးရလေ။ရှိုက်တာတစ်ချက်မပါပါဘူးဗျာ။ဖိုးတော့လို့ပုံပြောပါရယ်။ကိုရဲ့ပြင်တချူရမယ်ဟာလှုပ်ပုံကကြည့်နောက်နှစ်ရက်တိုးပြီးတော့စတ္တရထားသူစုမယ်လောက်ပါလျောအရာရွာနဲ့ပြဿနာဖြစ်ကြရောတာပေါ့ ဒါနဲ့မေးကြရောဖို့တော့ဘာလို့စက်တရထားချင်ရတော့အညာအမျိုးတွေရောက်မလာသေးလို့ပါဗျာဒါဆိုလေတို့ရောက်မှာမင်းဖေမတနာမတကြုံနဲ့တော့မင်းတို့ညာအမျိုးတွေရှိအောင်အလောင်းတည်သွားပြီးတော့တွားတကြုံကွာအဲ့ဒါစကားများကြပါလျော်လားဗျာချမယ်နှက်မယ်ဖြစ်ကုန်ကြရောတေသူဥပိုက်ဘူးရဲ့အမျိုးတွေကကိုယ့်ရဲ့စီရဲနေတကြုံမဲဝတ်သားလုံးတိကျွေးမယ်ဒီလိုပြုတ်ကြတာဖိုးတော်ကလည်းမตาဖဲဝဲကတညာတညာ2000ကျော်လောက်ရနေတော့နောက်နေ့ရက်တွေ့ရင်ပူရမှာပဲဆိုပြီးတော့ဆို့ ောက်ဆုံးရွာဥက္ကဋ္ဌနဲ့ရွာဦးကျောင်းဆရာတော်ပါရောက်လာပြီးဖိုးတော်တော်သားမီကိုတရားချရပါလျော်တကားလေးမောင်ဖိုးတော်ဖះလူဝမူးနေတော့ဖះလို့ထူရမအောင်မြ мян မထူနိုင်ဘူးဖူးနဲ့ရားကြမှာတရေးအိပ်ပြီးမှဖះလို့ထူနိုင်ရှာတယ်တကားလေးတို့ဖေအတူပါအောင်ကိုယ့်ရထားတကြိုမဲလို့အဓိဋ္ဌာန်ပြုပြီးရင်ကိုယ့်ရနဲ့တကြိုလိုက်ပါရက်တိုးတော့မရဘူးလားဖះမလောက်ကောင်းမှုတကားလေးဘာဖြစ်လို့မလောက်ကောင်းတာတော့ဒါအငိမ်ပွဲဇက်ပွဲသွင်းတာမဟုတ်ဘူးလေအငိမ်ပွဲဇက်ပွဲတာလေလူဝင်များလို့ရက်တိုးရောက်တာ အခုကိစ္စကဒုမင်္ဂလာကိစ္စမလောက်ကောင်းမမပြောကောင်းဘူးလုံရင်ဘာဖြစ်မှာတုံးဖေဟာရက်တိုးရဲ့နောက်လို့ထပ်သေးလိမ့်မယ်တကယ်ပဲလားဖေဟာတကယ်ပြောတာအဲ့လိုလဲရွာချောင်းဖုန်ကြီးရမယ့်ရောဖိုတော်ဝမ်းသာအရာထကုန်ပါလေရောထကုန်သမားအိမ်ကိုတိမ့်တိမ့်တုံးလို့ရွာဩကထဖုန်ကြီးရောသူ့အမိတောင်းငယ်ကြီးရောလန့်သွားကြပါလေရောအဲ့ဒီမှာဩကထကဖိုတော်ဖြစ်ကိုကြည့်ပြီးတော့မေးရရောပေါ့ဖိုတော်ဟဲ့ကောင်ဖိုတော်ဘာတော့ပြငှက်တာအဲ့လေဩကထကြီးရဲ့မေးရပါလို့ထခုန်ရတာရော ဝမ်းသာလုံလို့ဗျ။ဟေးနေပေါင်းဘာဝမ်းသာတာလဲဖိုးတော့ရ။ရက်တိုးရဲ့နောက်တစ်ယောက်သေးမယ်ဆိုတာကြားရပြီးတော့ဝမ်းသာလုံလို့ဗျဥက္ကဋ္ဌကြီးဟာ။ဘုံတော်မြတ်စွာဘုရား။ကြီးပါဥက္ကဋ္ဌလည်းမျက်လုံးပြူဖုန်ကြီးလဲလန့်ပိုလန့်တာဖိုးတော်ရဲ့မိတော်ငယ်ကြီးအသားတွေတုံနေပြီးမေးတွေရိုက်နေပြီးဖိုးတော်ကတော့သူ့မိကိုကြည့်ပြုံးလို့ရှင်လို့သူ့မျက်လုံးထဲမှာမသားနှစ်သားဆက်ခဲ့မယ်ဆိုရင်တော့ငွေသိန်းတဲ့ချီကျမ်းမကိုတွေးပြီးတော့ပြောနေခဲ့တာ哦အဲဒီမှာဒေါငယ်ကြီးကအတန်တုံတုံနဲ့ထအောင်ပါလျောဖို့တော့ ဘာရောကိုရက်နဲ့မသားချမချောင်းစတရက်နဲ့ချဟဲ့ဖို့တော့ဒါငါလေငါသဘောဟဲ့ကျုပ်ဖေရင်းမြကျုပ်သဘောပဲဟာဒီလောက်ပြောရချက်တဲ့ကရက်တိုးစင်တို့ငါတော့အသိမခံနိုင်ဘူးနင်ခုတေးရမယ်ငှက်ကြည့်တယ်ဟေးဟာဒေါငါကြီးမမလောက်ပါနဲ့တကမာကြီးမလောက်ပါနဲ့တေးဟမသားလောင်းရအမလေးရဒေါငါကြီးကဝုန်းကနေခုံပြီးတော့ငှက်ကြီးတောင်တရှိကိုဆွဲလို့မူးရခုံပေါဝမ်းတာနေရဖို့တော့ခုတ်ချလိုက်ပါလျောတကြီးတွန်းလိုက်လို့ပေါ့ မိုးဆွေတော့ဖိုးတော့ပွဲချင်းပြီးပဲဒါကြက်ကဖိုးတော့လည်းပြင်အောင်မထီဘူးကျမ်းမြေအောင်ခုံမိပြီးတော့တက်သားစွာတွေဖွာထွက်သွားပါလိရောသူရဲကောင်လူပေလူရုပ်ဖိုးတော့ရဲ့သူ့အမိတကယ်လုံးမန်းတီးရောအိမ်ဘဝနဲ့ခုံချပြေးလိုက်တာပစိုးတော်ခါမှပါမတော်ရှာဦးခင်ဗျားတို့ရဲ့အရာကိုရဲ့မြောက်တဲနေမှာပဲဥပိုက်ဘူးအာတူပါကိုခြံရပြီအာတူပါချလို့အခောင်းဖွင့်ပြီးမျက်နှာတက်တော့ဒေါငတ်ကြီးသူ့လည်းမျက်နှာကိုကြည့်ရင်ထုလို့ငိုလေရဲ့တခြားကြောင့်မဟုတ်ပါဘူးတေသူဥပိုက်ဘူးရဲ့မျက်နှာနဲ့ရင်ဘတ်မှာအေးပြားအသားလုံးဝမရှိတော့ဘူးအယိုးပဲကျန်းနေလို့ ကြံပါဖို့ဗျာမตาစရာနိုင်နေနေလှုပ်ထားတာဥစ္စာဒီကြားတဲ့ကိုရန်ထားတော့မตาပုတ်ပွားပြီးနဲ့ဟောင်းနေပြီဒေါငန်ကြီးကိုယ်တိုင်စမအိစာမပူရဲတော့လို့သူ့မဝမ်းခွဲစောဖီကိုအရက်ပလင်းလက်ပေးပြီးတော့သူ့မရဲ့ကိုစားစမအိစာထုတ်တင်ခိုင်းရတာ ਉ ဇော်ဖီယာသွားမတင်ဘူးအရက်ပလင်းနဲ့စမအိစာထုတ်စားပြီးတော့လမ်းတစ်ဘေးကောက်ရိုးပုံပေါ်မှာအိတ်အိတ်နေတာကိုရဲ့ပြေးရောအရာရွာရဲရဝက်တွေကအနံ့ရသွားပြီးတော့မตาအခေါင်းပုံးကိုနှုတ်သီးနဲ့လှန်ချလို့ဥပိုက်ဘူးရဲ့အရေးသားတွေကိုအာရပါရစားလိုက်ကြတာနောက်ဆုံး ခေါင်းနဲ့ရင်ဘတ်ရိုးပဲကြာမာလျောလားဗျာတို့တို့ပြောရမယ်ဆိုရင်ဖိုတောဆိုတဲ့လူကန်းလန်လူကွာစာငမူကအလုတ်ကိုတာလက်ကြောတရားလုံးမစားကျင်တာရဲ့လူဝအရန်ကိုမှကြီးပွားချမ်းသာကျင်တာလယ်လွယ်နဲ့ကြီးပွားချမ်းသာမဲ့လမ်းစဉ်ကိုစဉ်းစားနေရကြပြီဓမြတိုက်ရအောင်လဲတတ္တရာမရှိဘူးရွှေဆိုင်ဝင်လို့ရအောင်လဲသွေးရမရှိပြန်ဘူးအကောက်ရတဲ့ငွေနဲ့ဝယ်စားပြီးတော့သူ့ကိုယ်သူတထေးသားလို့လက်တလုံးသုံးဖြုံးနေတာသူချမ်းသာကျင်တာလဲအကြောင်းရှိရဲ့လေဒဲမှာကြိုက်ရမယ့်ချစ်သူဟာရှိနေတကောကာမလေးနာမည်ကမက်ဖြူဝင်းနဲ့ဟိုဘက်လက်ခုပ်ကုံရွာသူလေး မဖြူဝင်းဆိုလို့အသားဖြူဖြူလေးလို့မထင်လိုက်ပါနဲ့ဗျာမဲလိုက်တဲ့အသားနဲ့တပိတ်အတိုင်းပဲကတရာစီအတိုင်းပဲဒါအပြင်တင်ကလည်းကောက်သေးတယ်ကောက်သမားတင်မပေါ်အုတ်ခဲတင်ပြန်မကြဘူးတော့ကလည်းခေါ်လိုက်သေးရဲ့ဗျာခေါ်တာမှအုံသီးချစ်လို့ကိုရတာဒါပေမဲ့အပြူနော်တရွာလုံးသွားခေါ်တင်ကောက်အသားမဲလို့ဘသူကမှမကြိုက်ကြဘူးအဲ့ဒါဖူးစာရေးနမယလူကန်လန်ဘူကလန်ငမူဖိုးတော့နဲ့အောင်းသွဲပေးလိုက်ပါလျောမိမဖြစ်ရင်ချင်ချင်တူတူမှုပြီးရောဖိုးတော့နဲ့တင်ကောက်မိဖြူဝင်ညီပါလျော အဲ့ဒီမှာသွားခေါ်တင်ကောင်းမကဘာပြောတယ်မှတ်လို့တော့တင်တောင်းတင့်တယ်တော့တင်တောင်းမလို့ပြောလို့ဖိုးတော်ချမ်းသာခြင်းနေတာရင်ရှင်းပါပြီနော်အဲ့ဒါအယံမူလာပြီဆိုရင်ရွာထိတ်ကနဂုံးအောင်မှာလှဲ့အိပ်ပြီးဘလို့ချမ်းသာအောင်လုပ်ရမလဲလို့စဉ်းစားပြီးတော့အိပ်ပါလျော်မူဘီအိပ်ရင်လည်းဖင်ပေါ်ကောင်းပေါ်ပဲတာစုလားပန်တဲ့မဆိုင်တွေတို့လည်းပစိုးရင်ကောင်းရမူဘီအိပ်နေတဲ့ဒင်းုံမြင်ဘယ်တော့မှတာစုမပန်တော့ဘူးလို့တန်နေတန်ချပြန်ကြတော့တာပဲနဂရော်ဒေါ်ချက်ကျိုးလဲရွာရုပ်ကစိုးကြီးရဲ့နဂုံးကိုပန်းရီချမ်းလဲဖို့လာရင်းနဲ့ ်ဖိုတော့ရဲ့ပိုလိုပတ်လံအဖြစ်ကိုမြင်ပြီးရင်တုံနှလုံးတုံတုံလို့အိပ်ပျော်ရှာတော့လေမျက်စီထဲမှာတဝဲလဲလဲမြင်ပြီးတော့လန့်နေတဲ့အရာချင်းမမနေဘူးတနေ့ကြရောဖိုတော့အိမ်မဆန်းတစ်ခုကိုမက်ပါလီရောပြောအိမ်မထဲမှာနှက်ခေါင်းပေါင်းမောက်တုံနဲ့ဗိုက်ပူပူဝဝကြီးလူတယောက်အင်းကြီးမပေါင်းပစိုးကထောင်ဆိုင်နဲ့တောင်ဝေကြီးထောင်းလို့ဟဲ့ကောင်ဖိုတော့ဘာတော့ခမရဘူးတော့ဘာကိစ္စလဲငါရွာဦးညောင်မရရုပ်ကစိုးပဲဖိုတော့ ဖိုးတော်ကမူးမူးနဲ့ရုပ်စိုးဆိုသူဝဝပိုက်ဆွဲကြီးကိုကြည့်ပြီးခွက်ထိုးခွက်လန်ရေပါလျောမင်းကဘာရတာလဲကွာရုပ်စိုးဟုတ်လားအေးရုပ်စိုးတဲ့အင်းကြီးမပေါ့နေပါရုပ်စိုးဆိုသူပုံကိုရေဘာလဲချုပ်ကိုအရက်တိုင်းမလို့လားဟုတ်လားမင်းကိုအရက်တိုင်းမလို့မဟုတ်ဘူးအရက်မတော့ဘူးလားပြောတာဟာကျုပ်ဆန်နဲ့ကျုပ်တော့တာဘာဖြစ်လဲဗျာရုပ်စိုးကြီးကမင်းမဆန်နဲ့မင်းတော့ရင်လေငါနေတဲ့ညောင်မေအောင်မှာပိုလို့ပက်လာလာမိတ်နေလေကွာဟာ ကျောပသားကျုပ်အိတ်တာဘာဖြစ်တော့မြအေးမင်းအဲ့လိုအိတ်တော့ဘယ်သူမှလာရမပူဇော်ရဲလို့ငါလည်းလက်ပိတ်နေရကြာပြီကွာဒလုံးလုံးကွာမင်းအရက်မတော့ဖဲကောင်းကောင်းမွန်မွန်နေမယ်ဆိုရင်မင်းကငါနေချင်းညချင်းជីပွားချမ်းသာအောင်လှုပ်ပေးမယ်ကွာဘယ်နဲ့လဲနေချင်းညချင်းជីပွားချမ်းသာအောင်မမယ်လို့ဆိုတဲ့အတွက်ငမူဖိုးတော်စိတ်ဝင်စားသွားခဲ့ပြီလေခမရဘလို့များကျုပ်ကိုမဆကြံလို့တော့မတော့ဘူးမမူငါနေတဲ့ညောင်မေအောင်မှာဖင်ပေါ်ကောင်းမွန်မေးဘူးဖះတရားနဲ့နေမယ်ဆိုရင်မင်းကငါရွှေဟိုးတွေ့အောင်မဆမယ်ကွာ ရွှေတို့အောင်မဆမယ်ဟုတ်လားရုပ်ကစိုးတယ်လားဗျာခမရကိုနိုင်ကတော့အင်ကြီးဟာကြောပြပစိုးကတောင်ကြိုက်နေဥစားချောင်းချောင်းချောင်းမြန်မြန်ချောင်းအင်ကြီးကြောပြရုပ်ကစိုးကြီးရေအဲလိုလဲပြောလိုက်ရောရုပ်ကစိုးတို့သူလူဝဝဘိုက်ပူရလဲလက်ထရတောင်ဝင်းနဲ့ကျမ်းမြော်ဝုန်းကလေးဆောက်ပြီးတော့ပျောက်သွားပါလိရောတယ်လေအမှုမှန်မှန်ပဲပါပဲလေဒီကိစ္စကိုဖိုတော်မေးပလိုက်ပြီထုံစံတိုင်းလူပြိုးလေးကပြန်လာပြီးတော့မူးပြီးဆိုရင်ညောင်မင်းကြီးအောက်မှာဖင်ပေါ်ကောင်းပေါ်အိပ်ပလိုက်ရော အရာညာဘက်တကောင်ဆိုရင်ရုပ်စိုးဆိုသူလူဝပိုက်ဆွဲစီရအိမ်မထက်ရောက်လာပြီးတော့ပြောပြန်ရောအရင်မတော့နဲ့ဖို့တော့လဲလိမ်မမာနေပါဖရာတရားတန်ခေါယုံကြည်ကိုးကွယ်ပါငါနေရလေးမှလည်းရိုးရိုးတသေးလေးလေးစစနေပြီးပါအဲ့ဒါဆိုရင်မင်းဟောငါရွှေဦးတွေ့အောင်လုပ်ပေးမယ်အဲ့လိုမျိုးအိမ်မဆန်းကို၃ရက်၃က၃ချိန်အိမ်မပေးရောဖိုတော်စန်းစားစားပြုတ်လာပြီဒါနဲ့တနေ့ရွာလေးပိုင်းကပယောကားကူဘေးတင်ဆရာကြီးဦးကောင်းကင်ညိုရဲ့အိမ်ကိုတွားရောက်ပြီးတော့မင်းမြန်မာလေးရောဆရာကြီးဘာတော့မှဖို့တော့ ရုပ်ကစိုးဆိုတာတကယ်ရှိလားယင်ဆရာကြီးရှိတာပေါ့မောင်ဖို့တော့ရဲ့ဘာဖြစ်လို့တော့ဘလို့ရှိရအောင်ရှင်းပြပါအောင်ဆရာကြီးရဲ့လူဘဝတုန်းကဖရာတရားတန်ကယရနာသုံးပါးမြင်းမြန်တဲ့သူရဲအချိုးရွာအချိုးအများချိုးကောင်းအောင်တည်ပိုးခဲ့တဲ့သူသူတို့တွေကဲလွန်သွားခဲ့ပြီဆိုရင်ရုပ်ကစိုးဆိုတဲ့စတုမဟာရိအောင်းနဲ့တွေဖြစ်ရောกว่าသူဟာတပ်ပင်ကြီးညောင်မင်းကြီးတွေရောဗဝိမှန်ပြုတ်ပြီးတော့နေတယ်မလို့သူ့ကိုရုပ်ကစိုးနဲ့လို့ခေါ်တာกว่าရုပ်ကစိုးနဲ့ကြီးတွေဟာပြိတ္တာတစေတရေကျက်တွေထပ်ဖုံးတကူကြည့်တယ်တားစုပန်ရင်တားစုပေးတယ် သူတို့ကိုရိုးရိုးတဲတဲလေးလေးဆဆဆဆန်ပေးရင်ကုသိုလ်ကောင်းမှုဌာနပြုရင်အမြဝေရင်သူတို့ကအဲ့ဒီသူကိုပြန်ပြီးတော့ကြည့်ရှုစောင့်ရှောက်လေးရှိရတယ်။ရုပ်ကစိုးနဲ့ကြီးရီဟာအသက်အလွန်ရှိတဲ့ဘလောက်တောင်အသက်ရှိတယ်လဲဆိုရင်နောင်ပွင့်မဲ့ဖျားရှင်ကိုတော့ဖူးမြော်ခွင့်ရကြတဲ့ဗျာ။ဟုတ်ရဲ့လားဆရာကြီးကတိတ်ဟုတ်တာပေါ့ကွာ။လေဒီဆရာတော်ဖျားကြီးကိုယ်တိုင်ရေးခဲ့ဟောခဲ့ဦးတာပဲဥစား။ပြီးတော့ရုပ်ကစိုးကြီးရီဟာလူရောင်ဖန်ဆင်းပြီးယဟန်ပုဂ္ဂိုလ်ဒူရီထံမှာတရားလာနာလေးရှိတဲ့ဒါယေရှုဆရာတော်ဖျားကြီး ဥဥဒမသာရကိုယ်တိုင်ပြောတာကဒါနဲ့ဗာဖြစ်လို့တော့ဟိုတိကျလုံးမေးကြည့်တာပါဆရာကြီးရာကျေးဇူးပါပဲဖိုတော်ရုပ်ကစုံနဲ့ဆက်လင်းပြီးတိကျနောင်မေးပြီးတော့ပြန်လာခဲ့လိုက်တယ်ဘဝင်ရတော့မကြသေးပါဘူး तू ကတရေတစီလဲယုံနာကြောက်တာမဟုတ်ဘူးဒါနဲ့လေးချိန်မြောင်အိမ်မက်ပေးရော तू ကမေးတော့တာပေါ့ရုပ်ကစိုးကြီးဘာတော့ခမရချုပ်ကိုတကယ်ရွှေဦးရအောင်လှုပ်ပေးမှလားဗျလှုပ်ပေးမယ်ဒါပေမဲ့ငါပြောသလိုမင်းလောက်ရမှာနော်ဘာလောက်ရမှာလဲပြောပါဦးငါနေတဲ့ညောင်မေအောင်မှာမူးပြီးတော့အမြင်မတော်အောင်မအိပ်ရဘူး ပြီးတော့ရောရ အရက်ဖြတ်ရမယ်အရက်ဖြတ်ရမယ်ဟုတ်လားအေးအရက်ဖြတ်ပြီးပြီဆိုရင်ဖရာတရားတန်ကောက်လေးစားယုံကြည်စွာခုနှစ်ရက်ရှိခိုးပူစွာဌာနပြုရမယ်ပြီးရင်ငါနေတဲ့ညောင်ပိအောက်မှာအမိုက်လဲပေးပါတန်ရှင်းရဲ့လုပ်ပါတတိ၃မျိုးပန်း၃မျိုးနဲ့စင်မီအမွေးတိုင်းပူစောပြီးငါ့ကိုအမြဝေးပါရိုက်လို့ကောင်းမှုကုသိုလ်ပြုပြီးပြီဆိုရင်ရှင်ရမြောက်တဲ့နေ့အာယုံတက်ချိန်မှာရွာမြောက်ဖျားကလေကွင်းကိုသွားလမှုပင်စီတွေ့လိမ့်မယ်လမှုပင်အောက်ကမြေပွားပွားမှော့မှော့အောင်တူလိုက်မင်းရွှေအုပ်ကိုတွေ့ပြီးတော့ချမ်းသာပြီး ချမ်းသာရင်စားလဲစားလှူလဲလှူမိဘကျေးဇူးလဲဆက် နားလဲပြီလားခမရတကယ်ပြောနေရလားယုံဆိုဤငါပြောသလိုလုပ်ရင်မင်းရစီရမယ်ကွာရွှေဦးနော်အေးပါရွှေဦးဆက်ပါငါလူရတကယ်နော်ငါလူသားငါပြောသလိုလုပ်ဖို့အရေးကြီးတာကွာငါမစားချိန်တန်လို့မင်းဘဝကိုကဲတင်တင်းမြောက်ပေးနေတာငါလူငါပြောသလိုလုပ်လို့မှရွှေဦးမတွေ့ရင်ငါနေတဲ့ညောင်မင်းကိုအမျက်ပါလှန်လိုက်မှဖို့တော့သူရန်ကိုချမ်းသာနေတာချမ်းသာမှမဖြစ်ဝင်းနဲ့ပေါအောင်မအောင်ဟုတ် ချမ်းသာရင်မဖြစ်ဝင်တာမဟုတ်ဘူးမဖြစ်ဝင်တဲ့ချောမောလာပါတဲ့သူကိုလည်းရနိုင်တာပဲဥစ္စာလုံမယ်ငါလုံမယ်ဒီလိုတန်ဋိဌံချပြီးရဲ့နေရာစားပြီးသူရက်ကိုမတောက်တော့ဘဲနဲ့နေလိုက်ရကတောက်ဖို့တောက်ဖက်တွေရလွန်စွာအားသိငုံကြတယ်ဘလို့မခေါ်လို့မရဘူးမိခင်ဖြစ်သူဒေါငန်ကြီးတောင်သူသားအရင်မတောက်တော့ဘဲနဲ့ဖျားရှိခိုးပရိစိတ်နေလို့အားအသက်နေပြီသူဖေးကြင်ရင်ခဲ့တဲ့ဂုံတော်မန္တန်စာအုပ်တွေရပရိမန္တန်တွေကိုနေ့စဉ်စာအုပ်ကြီးကြည့်ပြီးရွနေလို့အံအောဝမ်းသားပြီးဟင်ကောင်းဟင်းလျာတွေကိုပြန်လဲချက်ကျွေးလျက်ပထမနှစ်ရက်သုံးရက်မှာ ောက်ချိန်ကြလာပြီဆိုရင်လေပြုတ်ပြီးတော့ရင်းနေရမနေနိုင်ဖြစ်နေတာဒါပေမဲ့သူလမှုပင်အောက်ကရွှေဥကိုသွားဖော်ကျင်နေပြီသို့တော့ရုပ်စိုးကြီးကခုနှစ်ရက်အတိတ်ထံလောက်မှဆိုလို့သိခံပြီးတော့ကြိတ်မိပြီးတော့လုံနေလိုက်တာဒလုံးနဲ့6ရက်ကျော်ခုနှစ်ရက်မြောက်တဲ့နေ့မှာအောင်ခါကြီးနဲ့ရွှေဘော်တို့အိမ်မော်ကို RAM အရတလင်းတလုံးနဲ့ရောက်လာပါလေရောဒီမှာတွေ့လာဖို့တော့ဘာတုံးဟဝရန်းကွာ RAM ကိုတောသားလေတန်နဲ့ RAM လို့ခေါ်လိုက်တာဝရန်းကဘာတုံးဟအောင်ခါကြီးကဝရန်းဆိုတာအရကောင်းစားကွာ မြို့ဝနေငါဦးလေးရလာတာအဲ့ဒါမင်းကိုလားခေါ်တာမတော့ချင်မအောင်အောင်ခါကြီးရအေးလေမတော့ချင်ရင်နေပေါ့အနံလေးတော်ရှူကြည့်စမ်းမငါကောင်ရဒါမျိုးတော့ရခဲလို့ဟာဒီမှာကြည့်အောင်ခါကြီးကပြောရင်းကနေ RAM အရက်ပလင်းအဖုံးကိုဓမ္မနဲ့ကလော်ဖွင့်လိုက်ရတင်းပြန်တဲ့အရန်တန်တွေကသူတို့သုံးရက်နှကောင်းထဲကိုတွန်းဝင်လာပြီးတရေတွေကြလာပါလိရောဖို့တော့ဒီလိုအရက်အကောင်စားမျိုးတခါမှမတော့ဘူးတရေတွေယူပြီးတော့အာကောင်တွေကြွရွလောက်လာခဲ့ပြီအဲဒီမှာအောင်ခါကြီးကအတန်းမကန်လုံးထဲကိုငှဲ့ပြီးရေမရောပဲနဲ့မော့ချလိုက်ရော တောက်ကျိုးနဲ့ကောင်းမကောင်းပဲကွာနည်းနည်းမြည်ကြည့်စမ်းဖို့တော့ရော့အောင်ခါကြီးကပကံလုံးပြည့်ငှဲ့ပေးလိုက်တယ်ရမ်အယန်နန်းကသူ့ကိုသွေးဆောင်ဖျားယောင်းနေပြီဒါနဲ့ဖို့တော့အယက်ပကံကိုကောက်ကင်လိုက်ရာအိမ်ကြံဝါးကနေလူရိတ်တစ်ခုပေါ်လာပါလျော်လှမ်းကြည့်လိုက်တော့ဟိုက်ဘာရောကွာလှမ်းမြင်လိုက်ရတဲ့လူရိတ်ကအိမ်မက်ထရရုပ်ကစိုးကြီးလိုလူကြီးလူကြီးကသူ့ကိုခေါင်းရမ်းပြပြီးချက်ချင်းပြောက်သွားခဲ့တာပဲဖို့တော့အားအသက်နေပြီဟုတ်ရဲ့လားအမြင်မှောက်လို့လားဒါနဲ့ အရက်ပကလုံးကိုအသာချအိမ်ရှိကိုထွက်ကြည့်လိုက်တယ်။အမေလည်းမရှိဘူး။ဟိုယုံစိုးလို့တရန်လူကြီးကိုလည်းမတွေ့ရတော့ဘူး။ဖို့တော့ဘာတွေ့လို့လဲ။ဘာမှမဟုတ်ပါဘူးကွာ။ကဲဘာမှမဟုတ်ရင်တောက်လေကွာ။အဲဒီနောက်ဖို့တော့ RAM အရက်ကိုကောက်မော့လိုက်တယ်။ပူရှိန်ခါပြင်းအရသာကလည်းချောင်းကိုဖြတ်ဝင်သွားတာ။သွေးကြောတွေပူရှိန်လာတယ်။ဒါနဲ့ဘဲဥကြော်ပကံမှာချပေးလိုက်ပြီး၃ရောက်ဖြူလိုက်တာ။ RAM တပလင်းပြောင်းပါလေရော။ပြောင်းလဲပြောင်းရော၃ရောက်သား။တရောင်လေးပင်တရောင်ဖက်ပြီးရွာရဲထွက်တချဲတကြောကြောအော်ဆိုပြီးတော့ကလာလိုက်ကြတာ ။နောက်ဆုံးရွာထိပ်ကညောင်မင်းအောင်မှာပိုလိုပက်လက်အိပ်ပြလိုက်ကြရလေ။အရိနိယဖူတော်ရဲ့အဋိဌံခုနှစ်ရမြောက်တဲ့နေ့တနည်းရုပ်ကစိုးကြီးနဲ့အပေးယူကလေးပြူထားတဲ့အဋိဌံပြတ်သွားတဲ့နေ့ရှေးရမြောက်တဲ့မနက်ရွာဦးကျောင်းကအာယုံချင်းအုံမောက်ခောက်တံတွေကြာရောဖူတော်ပြုံးတဲ့အိယာကနေကောက်ထားလိုက်တာ။ဒီနေ့အာယုံတက်မှာရွာမြောက်ဖျားလက်မှုပင်အောက်ကရွှေဦးကိုသွားဖွေရမယ်နေ့ရုပ်စိုးကြီးအိမ်မက်ထဲမှာတိတ်တိတ်ချာချာပြောသွားတဲ့နေ့သို့တော့ခုနှစ်ရမြောက်တဲ့နေ့မှာသူအရက်တောင်းမိတယ်။ကိစ္စရှိရလုံးအထင်မှု 6ရက်လုံးလုံးဖျားရှိခိုးပရိစိတ်ခဲ့တဲ့ဥစ္စာတရလေးပြတ်တာနဲ့အကျိုးမယုံနိုင်ပါဘူးတခုတော့ရှိတယ်သူရုပ်စိုးကြီးရဲ့နှကောမှာတတိသုံးမျိုးနဲ့ပန်းရေချမ်းစီမီခုနှစ်ရက်နေညနေကုသိုလ်ကောင်မှုဌာနပြုမယ်ဆိုတာပြက်ကွက်ခဲ့တာပေါ့အေးလေးရွှေဦးရပြီးတော့မှတတိသုံးမျိုးမဟုတ်ပါဘူးကိုမျိုးကလူပူဇော်အမျှဝေလိုက်ရင်ရုပ်စိုးကြီးဂျင်းနံမှာပါအဲလိုတွေးပြီးတန်တရွင်ပြားလေးကိုကိုင်းလေးရောင်ပြို့ပြို့မှာမှောင်ပွဲလမှုပင်ရှိရာစီကိုထွက်လာလိုက်တယ်ခွေးဦးတန်တွေကြားရတယ်ခြေတန်တွေနောက်ကနေကြားနေရတယ် သူ့အစီအစီအောင်တည်ရဲ့သူများလားလို့လှည့်ကြည့်လိုက်တော့ဘယ်သူမှမတွေ့ရအောင်အံ့ဩစရာပဲခြေတန်နေရတော့ကြားနေရသေးပဲစက်သည်ပြန်ကနေထခေါင်းတစ်ပန်းကြီးသွားလျက်ဒီကွင်းရတရဲအချောက်ကျန်းနေကွယ်ဒါပေမဲ့သူလုံးဝမကြဘူးရွှေဦးရပြီဆိုရင်သူ့ဘဝပြီးပြီဒလုံးနဲ့လေးအောင်ပြိုးတဲ့ကြမှာသူလမှုပင်ဤကိုရောက်လာပါလျော လမှုပင်အောက်ကမြေပွားပွားမှုမှုကိုရုပ်စိုးကြီးရအိမ်မက်ထဲမှာပြောသွားခဲ့တာကိုသူနေရာနှံ့လိုက်ရှာတယ်ဟိတ်ကောင်ဟိုက်ခေါ်တန်းလူတယောက်ရဲ့ခေါ်တန်းအတန်ကြားလို့လှည့်ကြည့်လိုက်ရော ဟဲ့ကောင်ဘာလို့မလို့တော့ဟမ်ဥရွှေဦးဖရာကြီးဥရွှေဦးရွာတောင်ပိုင်းကအယူဥရွှေဦးအယူဥရွှေဦးဟာလမှုပိန်အောက်ကမြေမိုးမိုးပေါ်မှာပစိုးမပြီးတော့ချေးထိုင်ယူနေတာမြင်လိုက်ရရောဖိုးတော်အားအတန့်သွားပါလိရောဘာကြည့်နေရလဲကွာငါရှက်တယ်ဟိုဘက်လဲနေဟိဒုက္ခပါပဲရုပ်ကစိုးပြောတဲ့ရွှေဦးကိုလာတူးဖော်ကမှအယူရွှေဦးနဲ့တိုက်တိုက်ဆန်ဆန်တန်းပြီးတော့တိုးနေလေရဲ့မပြီးသေးဘူးလားဗျာဥရွှေဦးပြီးပါပြီကွာဘာလို့လုံးနေရတာစားတော့မလို့လား အယူချင်းနှန်းကအလုံးကိုနမ်းအောင်လုံးလို့သူ့အော့ဟန်ချလိုက်တယ်။အယူဥရွှေကိုကိစ္စပြီးလို့ထွက်သွားတော့မှလူသူလေးပါးကိုကြည့်ပြီးမြေမွားမွားမှုမှုမှန်သမျှကိုတန်တရင်ပြနဲ့လိုက်တွပလိုက်တာချွေးတာပြန်ရောရွှေအိုးကိုမတွေ့ရသေးဘူး။လမုပင်အောင်မှနေရာလဲစုံးနေပြီးနောက်ဆုံးတူးစီယာနေရာကအယူဥရွှေကိုချေးထာယူသွားခဲ့တဲ့မြေမှုမှုပဲကြံတော့တယ်။အရိဒီယောက်တူးရင်ကောင်းမလားသူစဉ်းစားတယ်။မထူပါဘူး။ဒီနေရာတူးတာပဲကောင်းပါလေလို့သူဆုံးဖြတ်ချက်ချလိုက်ပြီးအယူဥရွှေကိုချေးယူသွားခဲ့တဲ့မစံပုံကိုဒုံးနဲ့ကော်ဖီပြစ်လိုက်ပြီးတော့ မြေမွားမွားမှုမှုတူးလိုက်တယ်။သူမြေကြီးစာတွေကိုဝမ်းတာအားရဖဲ့ပလိုက်ရောအတာအိုးခန့်အိုးလေးတစ်လုံးကိုတွေးလိုက်ပါလျော။ရင်ထဲမှာဝမ်းတာလုံးလုံးလှိုင်းလိုက်လှိုင်းလိုက်နဲ့သူမြေအိုးလေးကိုအတာမယူကြည့်လိုက်ပြီးပြို့နေရအောင်မှာအဖုံးကိုအတာဖွင့်လိုက်တယ်။ဖိုတော်မြင်လိုက်ရတာကအိုးငယ်လေးထဲမှာပြိုးပြိုးပြက်ပြက်စိမ်ရွှေရတနာတွေမဟုတ်ဘူး။သူမြင်လိုက်ရတာကအယူဥရွှေအိုးဆော့ဆွာယူထားတဲ့မစင်ပုံတိုင်းလက်ဆက်ပြီးနန်းဟောင်းနေတဲ့မစင်သက်တွေဖြစ်နေတဲ့အတွက်ကြောင့်သာပဲ ။ဒူးစီရဲ့ကုသိုလ်ကံကနောက်ဆုံးလိုက်ပြီးဒူးစီရဲ့အကုသိုလ်ကံရဲ့အကျိုးပေးတာအခုတော့ဖိုတော်ရဲ့လေကုတ်ကိုခွာစီးပြီးတော့ညက်ရည်ဆိုငိုဝဲဆင်ခဲ့လေပြီးရော။ဒီနေ့ရဲ့ Ghost Story ဝါခြံရရနေထောင်းလင်းတင်ဆက်ပေးခဲ့တာကတော့စာရေးဆရာဆရာမောင်ညိုမိုင်းတန်လင်းရေးသားထားတဲ့ရုပ်ကစိုးပြီးတဲ့ရွှေအိုးဆိုတဲ့ဇာတ်လမ်းကိုထောင်းလင်းပေးခဲ့တာပါ။တကယ်ဖြစ်ရမှန်ဇာတ်လမ်းကိုတစားဆယ်မုံမှန်ပြီးတော့ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။ ဇာတ်ကြောင်းပြောပြတဲ့စာရေးဆရာမောင်စိန်လိုင်းဥတော်ကိုလည်းကျေးဇူးတင်ရှိပါကြောင်းစာရေးသူကပြောကြားထားပါတယ်။နောက်တစ်ခေါက်တွင်မှဆိုရင်လည်းပရိသတ်ကြိုက်ပုံမစိတ်ဝင်စားဖို့ကောင်းစေမယ့်ဇလန်းအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါအောင်မယ်။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးတင်ပါတယ်။ဆက်လက်ချစ်ခင်ပေးကြပါအောင်ရှင့်။ပြန်လည်ဆုံတွေ့ကြမယ်နော်။